်းမင်္ဂလာပါရှင်။ခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကဲမလူမျိုးနဲ့အုံတော်ရွာပြူစောတီကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုပြူစောတီနှစ်ဦးသေဆုံးပြီး6ဦးအရှင်ဖမ်းပြီးလက်နက်ခွနဲ့လက်နက်ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ စကိုင်းတိုင်းကံပလူမျိုးနဲ့အုံတော်ရွာဖြူစောတိကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဖြူစောတိနှစ်ဦးသေဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့ကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဤထုတ်ပြန်ချက်နှင့်အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သောရဲဘော်အချို့ဤပြောဆိုချက်အရသိရှိရပါသည်ရှမနီအော်တိုဘာလာတရက်နေ့ညစင်နိုင်ဝင်းချင်ကကံပလူမျိုးနဲ့ထန်းကုန်းနဲ့ထန်းပေရွာကြရှိအုံတော်ရွာပြူစောတီကင်းစခန်းအားပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်ဖွဲ့မှအလေးအငိုက်လျှက်တဲ့ပြက်ပျောက်ကြားနေစနေဖြင့်ဝင်းရောက်တိုက်ခိုက်ခဲ့ရာ ဖြူစောတိနှဦးတည်ဆောင်ပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ်။အုံတော့ရွာကဖြူစောတိကောင်းဆောင်ဝါသဝရဲ့လူတွေအ திக ကြီးဆိုတဲ့နေရာအခုတိန်းနာကကင်းစခန်းကိုတိန်းနာပါရွာကိုတော့တိန်းဖို့အများကြီးပြင်ဆင်ရမယ်။နောက်ပြီးအုံတော့ရွာမှာကအမှတ်6000ကတင်ကားတက်ရင်လည်းရှိနေတယ်။စီလုံးကြီးညို့မှုနဲ့တိုက်ခိုက်ရင်အောင်းနိုင်တယ်ဆိုတာတတ်သိလေဖြစ်တယ်။ရှေးလျှောက်အောင်ပွဲတွေလာအောင်မှာပါ။ ပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားနဲ့ရှေ့ဆက်ကြမယ်ဆိုတာပြောချင်တယ်ဟုတိုက်ခိုက်ရေးတွင်ပါဝင်ခဲ့သောတော်လှန်ရေးရဲဘော်တအုပ်ကပြောဆိုပါတယ်။ထို့ပြင်ပြူစောတိမြကန်ဆောင်အုံပြုသော G3 အမျိုးအစားတနတ်၃လံ၊ကာပိုင်အမျိုးအစားတနတ်၂လံ၊ကြောင်းချောတနတ်၂လံနဲ့ခေယံပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကကမ်ဘလူခရိုင်ပကဖလှုပ်ရှားရေးတရင်ကမ်ဘလူခရိုင်အမှတ်3 PDF တရင်နှင့်နေမြေကန်ပကဖများမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောင်မဲမျိုးကိုနလာအတက်ခွဲကအပိသက်ပြန်ထိန်ချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ DNL တက်ခွဲထိန်ချုပ်ထားတဲ့ချောင်းမင်းမျိုးကိုဒီကနေ့အော်တိုဘာလတရက်နေ့မွန်လွဲပိုင်းကနာအလာတက်ခွဲကအပိသက်ပြန်လည်ထိန်ချုပ်လိုက်ပြီဖြစ်ကြောင်းဒေတာကန်တွေစီကသိရပါတယ် ကြောင်မဲမျိုးတွေစစ်တပ်ကအကုန်ရသွားပြီးခုမျိုးတွေပတ်ကြည့်နေတဲ့နေရအကုန်ရပြီလို့ပြောလို့ရပါပြီလို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။ကြောင်မဲမျိုးမှာရှိတဲ့ဒီသက်ထွေအုံယုံလောက်ဝက်ကယုံစေယုံစတဲ့ဌာနဆိုင်ရာယုံတွေအပေါက်ပင်မျိုးတွေကနေရအလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ကြောင်မဲမျိုးကိုဒီနေ့အောက်တိုဘာ၁ရက်နေ့မှာစစ်တပ်ကအပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီးမျိုးတွေတက်တွေအခြေချပြီးရှင်းလင်းရေးတွေလုပ်နေတယ်လို့နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။ နာအလာတပ်ဖွဲ့ကယမနီစတင်ပါလ30ရက်နေ့ညနေပိုင်းကြောင်မဲအဝင်ဝတီစစ်ကြောင်းထိုးအနီးကပ်တိုက်ခိုက်ခဲ့ပြီးဒီကနေ့အောက်တိုဘာလ1ရက်နေ့မနက်အစောပိုင်းမှာတော့ရက်ကွက်ကိုတိလင်ဘတ်နဲ့ရက်ကွက်တိအုတ်ကျင်းဘတ်ကနေစတင်ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ကြောင်မဲမြို့ကိုထိန်းချုပ်ပြီးနောက်တီဘောမြို့ဘက်နာအလာတပ်ဖွဲ့ကထိုးစစ်ဆက်လက်ဆင်မဲအနေအထားတွေ့ရကြောင်းဒေသခံတွေကပြောပါတယ်။ကြောင်မဲမြို့နယ်ကိုပြီးခဲ့တဲ့ဩဂုတ်လ18ရက်နေ့ကစနာလာအတပ်ဖွဲ့တွေစတင်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ ကျောင်းမဲမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ9ရက်နေ့မှာ TNL နဲ့ပူးပေါင်းတပ်တွေကအပီးသက်သိမ်းပိုက်ထိန်းချုပ်ခဲ့ရကတနှစ်ကျော်ကြာအခု2025အောက်တိုဘာလ1ရက်နေ့မွန်းလွဲပိုင်းမှာနာအလာတပ်ဖွဲ့ကပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီးစစ်အုပ်စုတက်ဆွဲထားတဲ့ကြောက်ကကြီးပါကစစ်ဆောင်ပြည်သူ3000ကျော်စားနပ်ရိက္ခာနဲ့စီးဝါးတွေလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ မုံရွာအရာတော်ကလည်းကြောက်ကရွာမှာအထိုင်ကျတက်ဆွဲနေတဲ့စစ်အုပ်စုတွေကြောင့်ပြည်သူ3000ခန့်မှာလက်ရှိအချိန်ထိစစ်ပေးရှောင်နေရဆဲဖြစ်ပြီးဇာနရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတရင်ချင်းမြစ်တွေကပြောပါတယ်စစ်ပေးရှောင်ကာလနှစ်လနီးပါးကြာမြင့်လာတာကြောင့်စစ်အုပ်စုတပ်တွေကြောင့်နေရက်ပြတ်မရသေးတဲ့စစ်ရှောင်တွေဟာကူညီထောက်ပံ့မဲ့သူနေပါလာတယ်လို့ဒေသခံတွေကပြောပါတယ်စစ်အုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် နာမခါနဲ့လဲမိုင်းနေငယ်သာကွာဝေးတဲ့ကြောက်ကရွာကိုစေအိုစုက ပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့ကလေးကစီးနင်းဝင်ရောက်ကဒေသခံအချို့ကိုတပ်ဖြတ်ကဘေးအိမ်တွေမီးရှို့ပြီးနောက်ဒီရွာအတွင်းမှာထိုင်ချတက်ဆွဲနေတာဖြစ်ပါတယ်စစ်ရှောင်နေရတာတလကျော်သွားပြီဆိုတော့အဓိကကအစားအစာလိုအပ်ပါတယ်အခုအမြဲရှောင်နေရတာကတော့ကြောက်ကမြောက်ရွာနဲ့တောင်ရွာရေနံကုန်းကပြည်သူတွေကခုထိအိမ်ပြန်ကက်လို့မရသေးဘူးလို့မုံရွာရုံ information MRI ကတာဝန်ရှိသူတို့ကပြောပါတယ် ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့ကလည်းစစ်အုပ်စုတွေဟာပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေချိန်မှာကြောက်ကမြောက်ရွာတဲ့ဝင်ရောက်ပြီးနောက်ပြည်သူပိုင်ပစ္စည်းတွေကိုမှွေနှောက်ယူဆောင်ပြီးတက်ဆွဲထားတဲ့ရွှေကူနီဖရားအတွင်ပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။ဒါပြင်စစ်အုပ်စုတပ်တွေဟာဩဂုတ်16ရက်နဲ့19ရက်တို့မှာကြောက်ကတောင်ရွာကိုနှစ်ရက်ဆက်တိုက်မီးရှို့ခဲ့တာကြောင့်နေအိမ်80ကမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ကြောက်ကရွာကိုစီးနေကနေအိမ်တွေမီးရှို့ပြီးရွှေကူနီဖျားတဲ့ဂိတ်ဖွင့်စကန်းချနေတဲ့စစ်အုပ်စုကို ဩဂုတ်20ရက်နေ့စက်တင်ဘာ12ရက်နေ့စက်တင်ဘာ16ရက်တွေမှာဒေါ်လာရေးတက်တွေကတိုက်ခိုက်ခဲ့ရမှာစေအုပ်စုစစ်တောင်းကအသေးပြောက်များခဲ့ပေမယ့်စခန်းမသိမ်းနိုင်ခဲ့ဘူးလို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာကလည်းစက်တင်ဘာ19ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ဆလပီကျန်ဖို့တို့မင်းအောင်လိုက်စီလို့တီစစ်ဗိုလ်ချုပ်များအတွက်ရွေးကောက်ပွဲဝင်ပြီးခုံချငွေနဲ့မဲဆွယ်စည်းရုံးရေးစည်းရုံးများအပီးစီယူလောင်းပါတီရေရစီမံခန့်ခွဲမှုကိစ္စများဘဟုကော်မတီဝင်အဆင့်ပင်ပေးမသိတော့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကျန်းဖို့ပါတီတို့မရောက်နိုင်စေလို့ဒီစစ်ဘိုလ်ချုပ်ကြီးများအတွက်ရွှေကောက်ပွဲဝင်ပြီးကုန်ကြစေနှင့်မဲဆွဲစည်းရုံးရေးစရိတ်များအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကျန်းခိုင်ပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမြို့စောအောင်လင်းတွင်ညထုံးဦးတင်အောင်ဆန်းနှင့်ဒုတိယဘိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကောက်ပွဲရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဘိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမှတ်3စစ်စင်ရေးအထူးအဖွဲ့မှဒုဘိုလ်ချုပ်ကြီးပေစာကျော် DSC 28 MS6 စစ်စင်ရေးအထူးအဖွဲ့မှဒူးဖို့ချုပ်ကြီးတပ်ပုံ DSC 29စီရေးချုပ်ဒူးဖို့ချုပ်ကြီးဖုံရန် OTS 83စစ်ရုခန့်ချုပ်ဒူးဖို့ချုပ်ကြီးလင်းအောင် DSC 26တပ်မတော်စစ်စစ်ရေးနဲ့စစ်ရင်စစ်ချုပ်ကြီးရည်လေးဒူးဖို့ချုပ်ကြီးစိုးတင်နိုင် DSC 31တို့အပါအဝင်မင်းအောင်လိုက်ဆေးလုတ်ခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှစံဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ချမည်ဖြစ်ကြောင်း ထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည့်ကုန်ကြစိတ်များနှင့်မဲဆွဲစည်းရုံးစည်းရိမ်များကိုပါကြပါတဲ့ယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမှုမှာထပ်မံစိုက်စီရမလို့ကြောင့်သိရပါတယ်။တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွဲစည်းရုံးစည်းရိမ်ကစလို့ကိုစလေလောင်းစည်းရိမ်အကုန်လုံးတပါတဲ့ယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စရာမလိုဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးတွေပါတာ။နောက်ပြီးသူတို့ရုံအဖွဲ့တွေနဲ့သူတို့လာကြတာ။ပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ ဥပမာဆိုရင်ဘိုးချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တဲ့သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရာအခန့်ခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းပြကပြောဆိုပါတယ် လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်းများရွေးချယ်မှုနှင့်ပတ်သက်၍လကောင်းရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းကျင်းများနှင့်ပတ်သက်ပြီးမင်းအောင်လိုင်ကပင်အဆအဆအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နှင့်မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါသည်ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူးတချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံနေကြတာဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ် အကြံဖက်စစ်ကောင်စောင်းမင်းအောင်လှိုင်အမိန့်ဖြင့်ကျပ်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်အရာရှိများရုံးအုပ်များနှင့်တက်ကြွကြီးစည်ရင်များပါမကျန်စုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည်ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာဖျားစီနောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်